မင်္ဂလာပါပူပူဖြစ်ပါတယ်ပူပူထဲမှာသာစကားနည်းကျူစွာရနော်ဒီနေ့မှာကျွန်တော်ဘာလို့လာပြီးတော့ရှင်းပေးလဲဆိုတော့ပုံမှာတစ်ခါတည်းကျွန်တော်ပြသွားမှာဖြစ်ပါတယ်ပုံလေးနဲ့ပေါ့နော်ကျွန်တော်ဝိုင်းလေးနဲ့တစ်ခါတည်းပြသွားမှာဖြစ်ပါတယ်ဒီနေ့ကကြတော့နံပါတ်9ပေါ့နော်မနေ့ရှင်းနေရနံပါတ်အာ9ရက်6ရက်ဒီနေ့မှာကြတော့9ရက်ရှင်းရဖို့ကျွန်တော်လာပြီးတော့ရှင်းပေးမှာဖြစ်ပါတယ်အဲ့ဒါကြတော့ဘာတွေပါမလဲဆိုတော့ကျွန်တော်ပြမယ် ခဏလေးပါကျွန်တော်ဝိုင်းလင်းလေးပြန်มาဖြစ်ပါရနော်โอเคဒီမှာဖြစ်ပါတယ်နံပါတ်9မှာဖြစ်ပါတယ်အာအခုညီနဲ့ဆက်ဆက်တဲ့စကလုံးပေါ့နော်အာအဲ့ဒါကိုကျွန်တော်တို့ဘလူနီထားဒီမှာတုံးတယ်ဘလူတွေပြောရလဲတန်ထွက်လေးတွေကဘလူတွေရှိလဲဆိုတာကိုကျွန်တော်တခါလေးလာရောက်ပြီးတော့ share ပေးมาဖြစ်ပါတယ်โอเคအဲ့ဆိုကျွန်တော်တို့စာမယ်ဆော်ရီပါ ဟိုဒီမှာဖြစ်ပါတယ်အဲ့ဒါကြတော့အကူညီကူညီဒီပေါ့နော်ကူညီတာကိုကြတော့ချွိပြောမယ်ဆိုသူတန်ထွက်တဲ့ကကြတော့ချွိချွိဆိုတာကူညီတာကိုဆူလို့တာဖြစ်ပါတယ်ချွိဆိုတာကူညီတာကိုဆူလို့တာဖြစ်ပါတယ်နော် okay အဲ့ဒီချွိဆိုတာရိုးကျွန်တော်တို့ဘလူးတွေပြောမယ်ဘလူးရီပြောမယ်ဆိုတာကျွန်တော်ဥပမာလေးတွေနဲ့ပြထားမှာဖြစ်ပါတယ်ပြီးတော့စာထဲမှာအာစာထဲမှာမပါဘဲနဲ့ကျွန်တော်စဉ်းစားပြီးတော့လည်းပြောပြောမယ်နော်ဘာတွေပါလဲဆိုတော့ ။ဟုတ်ကဲ့မဒုတိယဝိုင်းလေးပါ။အာငါ့ကိုကူညီပါဆိုပြီးတော့ပြောချင်တယ်နော်။ငါ့ကိုကူညီပါဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်အဘလူပြောမယ်။ထိုင်းလူတွေကကြတော့ချိုးကူညီတီချန်ဆိုတော့ငါဖြစ်ပါတယ်။ချန်ဆိုတော့ငါဖြစ်ပါတယ်။ချိုးချန်ဆိုတော့ငါ့ကိုကူညီပေါ့နော်။အာဥပမာနည်းနဲ့ငါ့ကိုကူညီပေါ့နော်။ဒါကြတော့ဒီပုံမှာပြတာပါတယ်။โอเคတကယ်လို့ကိုကဟောနော်သူကူညီဆိုပြီးတော့ပြောမယ်။အာသူဆိုတာကြတော့ခေါင်းအဲဆိုတကယ်ကြီးလို့ဘယ်လိုပြောမလဲ ဒီ chance ဆိုတဲ့နေရာလေးမှာ cow ဆိုတာလေးကိုထည့်လိုက်ရုံပဲเนาะချိုးရဲ့ cow ဆိုလို့ရှိရင်သူ့ကိုကူညီပေါ့เนาะဆိုလိုတဲ့အဓိပ္ပာယ်အာအခုစာမှာပြထားတာကျတော့ချွေးချန်ပေါ့နော်ဒီမှာဖြစ်ပါတယ်ချွေးချန်ဆိုတာနော်ခုပြထားတယ်ဟုတ်မှာပေါ့နော်ချွေးချန်ဆိုတာကျတော့ငါ့ကိုချွေးဆိုတော့ကုညီတာချွေးဆိုတော့ကုညီတီပေါ့နော်ချန်ဆိုတာငါချွေးချန်ဆိုတော့ငါ့ကိုကုညီ โอเคဥမာနဲ့သူ့ကိုကူညီဆိုလို့ရှိရင်ချိုးရိတ်သူ့ကိုကြတော့ခါအောင်အပနသူ့ကိုကူညီဆိုတော့ခါအောင် sorry သူ့ကိုကူညီဆိုတော့ခါအောင်ခေါ့ချိုးရိတ်ခါအောင်ချိုးရိတ်ခါအောင်ဆိုတော့သူ့ကိုကူညီပေါ့နော်ပြောချင်တာအဲ့ဒါဖြစ်ပါလေအာချွေဖုံဖုံဆိုကျွန်တော်ချွေဆိုတော့ကုညီပေါ့နော်ကျွန်တော်ဆိုတော့ဖုံချွေဖုံဆိုကျွန်တော်ကုညီ ချွေခေါဆိုသူ့ကူညီအဲလိုမျိုးဒီပဲဒီမှာပြောလို့ရတယ်နော်အာကူညီပါအောင်ဆိုလို့ရှိရင်ချွေဒူးဝေးအချွေဒူးဝေးဆိုတော့ကူညီပါအောင်ပေါ့နော်အာကိုကူညီတောင်းတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒါကြတော့ကူညီတဲ့ကူညီတဲ့စကားကိုဘယ်လိုတွန်းလို့ရလဲဆိုတာစကားလေးရှင်းပြပေးတာဖြစ်ပါတယ်โอเคအာနောက်တစ်ခုသွားမယ်အာနောက်ကွာကြတော့ပါလဲဆိုတော့ เนาะต้องการดูอติเนาะต้องการ ต้องการสระดูอติปะเนาะตุยอดิเบยจารอตุยอตันทวยจารอต้องการ ต้องการสระမြန်မာလူနဲ့အဓိပ္ပာယ်ကြတော့လိုအပ်တည်ဖြစ်ပါတယ်เนาะလိုအပ်တည်ဘာလို့လိုအပ်တာလဲပေါ့เนาะအဲ့ဒါလေးတွေကိုကျွန်တော်ဥပမာအနေနဲ့ရှင်းပြမယ်အောက်လေးမှာโอเคဒုတိယဝိုင်းပေါ့เนาะတုံကန်းဆိုလိုအပ်တာความช่วยเหลือဆိုကူညီကိုပြောတာความช่วยเหลือဆိုတာကူညီကိုပြောတာဖြစ်ပါတယ် ความช่วยเหลือสุรอกุญีเนาะบาลูอัดตาแลต้องการความช่วยช่วยเหลือสุรุษิงอกุญีลูอัดติปอนเนาะ ตัวอดิเบะอกุญีลูอัดติสุรอดิเบะဖြစ်ပါတယ်ต้องการลูอัดติอกุญีจะรอความช่วยเหลือ ต้องการความช่วยเหลือสุรุษิงอกุญีลูอัดติสุรอดิเบะဖြစ်ပါတယ်เนาะမြန်မာလူเนี่ยจะรอไทยလူเนี่ยจะรอต้องการความช่วยเหลือปอนเนาะอ่าโอเคตัวปอกมาลูติมาได้ ความช่วยเหลือสุรกูนิวพิราพิปายนองโอเคต้องการสุรลุอตาแล้วคู่ปองไหนองแบต้องการความช่วยเหลือสุรกูนิลุอตีสุรเดบพิปายโอเคนอตคู่ตัวแม่โอเคนอตคูพาเลสุรไฮไฮสุรปีดีปะเนอะปีดีปีโตปีเดียพี่พาเลยตัวเดบยดีเบียจารอ အတီပေးတော့ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ high ပေါ့နော်အဲအဲ့လိုလူမျိုးပြောရတာပေါ့ပြောရတာဖြစ်ပါတယ် high ဆိုတာအတီပေးတော့ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay အဲ့တော့ကိုကဘာပေးမှလဲဘာပေးမှလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ် okay ဒီမှာပါကိုဘာပေးလိုက်တာလဲပတ်စံပေးသည်ပတ်စံပေးသည်ပတ်စံကိုကြတော့ဘယ်လိုခေါ်လဲပတ်စံကိုကြတော့เงินเงินဆိုတော့ပတ်စံတော့မဟုတ်တန်းမျိုးစုံလုံးအဓိပ္ပာယ်တူတူပဲနော်ပတ်စံပတ်စံပဲ ငင်းဆိုတာငွေကိုဆိုလိုတာဖြစ်ပါတယ်နော်အာခွဲမယ်ဆိုလို့ရှိရင်ပေါ့နော်ငင်းဆိုတာငွေပေါ့နော်အဲ့လိုခွဲလို့ရပါတယ်ပစ္စံကိုကြတော့တန်အဲ့လိုပေါ့နော်အဲ့လိုခွဲလေရတယ်ဒါပေမဲ့အတိတ်ပဲအတူတူပဲပဲနော်အာပစ္စံပစ္စံပါပဲငွေရငွေပါပဲပေါ့နော်အဲ့အဲ့ဒါကိုကြတော့ဟိုင်းပေးတာနဲ့တွဲမကွာပစ္စံပေးသည်ဆိုလို့တွဲမယ်ဆိုလို့ရှိရင်ဟိုင်းငင်းဟိုင်းပေးသည်ငင်းပစ္စံ ပတ်စံပေးသည်ဖြစ်သွားမယ်ကျွန်တော်တို့မြန်မာစကားနဲ့သူတို့ထိုင်းနေရအာပြောင်းပြန်ဖြစ်တယ်နော်ဟိုင်းငင်းဆိုလို့ရှိရင်ပတ်စံပေးတယ်ဒါကလေးကဘာပေးမလဲဒီပြင်ဟာပေးမလဲကွာအာဘာပေးရင်ကောင်းမလဲဥမာကွာဥမာအာကူကကူလာတူရှိတယ်ဆိုပါစို့အဟိုက်ခေါဒါကြတော့ခေါဆိုပြီးခေါ်တယ်အဲ့ဒါကိုဟိုက်ခေါဆိုလို့ရှိရင်ကူကကူလာပေးတယ် အာအဲ့လိုမျိုးဒီပဲကြီးတုံးလို့ရတယ်เนาะဥပမာနေနဲ့ရှိတဲ့အရာလေးကိုကျွန်တော်ပြလိုက်တာอืมအာတကယ်လို့ညာကိုကစာအုပ်ပေးမယ်ဆိုလို့ရှင် Hi နန်းစူအာစာအုပ်ပေးဒီအာအဲ့လိုပေါ့เนาะဘောပင်ပေါ့เนาะ Hi ပက္ကဘောပင်ပေးဒီအဲ့လိုမျိုးတွေတုံးလို့ရတယ်เนาะဘောပင်ပေးဒီအာတကယ်လို့ပေါ့เนาะဒါရီလမ်းဖုံး ลำพุงจ้าลำพุงปาเลสโรหูตาสาวเป่าเป่าเนาะเป่าเลยเราจะรอลำพุงเอาไปลำพุงไปเม่สุลุชิให้ลำพุงบ่เนาะอ่าลำพุงจ้าเท่าขอเครื่องเสียง เครื่องเสียงสุลตันทวดเดสปอนเนาะอาจารย์เจโอเคให้เครื่องเสียงสุลุชิอาจารยเซปีดากุปีได้ยาวน้องมาเปียวบ่เนาะให้ให้ให้ ဟိုင်ငင်းဆိုတော့ပတ်စံပေးတယ်ပေါ့နော်ပုံတော့မှကြတော့အပြင်မှာကြတော့အမျိုးမျိုးသုံးလို့ရပါတယ်ဟိုင်ပကာဟိုင်ပကာဆိုဘောပင်ပေးတယ်တကယ်လို့ဟိုင်ဒင်းဆောဒင်းဆောဆိုတာခဲတဲ့နော်ဒင်းဆောဆိုတာခဲတဲ့ဟိုင်ဒင်းဟိုင်ဒင်းဆောဆိုလို့ရှိရင်ခဲတဲ့ပေးတယ်ဟိုင်ပကာဆိုလို့ရှိရင်ဘောပင်ပေးတယ်ไฮตังซุปเซนปีเยอ่ะไอ้หลูปะเนาะอ่ะไอ้หลูนี่ต้องรู้อย่างเลยเนาะอ่ะฉีกันเล็กนี่เนี่ยเราตะคาได้ชิมป่ะล่ะเนาะ high ဆိုတဲ့အရာကို blue တွေတုံးလို့ရတယ်ဆိုတာကိုဒီခါလေးကျွန်တော်လက်တွေ့ကြည့်ကြကျွန်တော်ရှင်းပြတာဖြစ်ပါတယ် okay သဘောပေါက်မယ်လို့ထင်ပါတယ်နော်အဲသဘောပေါက်တဲ့ဆိုကျွန်တော်တို့နောက်တစ်ရက်သွားမယ် okay ခုနှစ်ပြီနံပါတ်ရှစ်နံပါတ်ရှစ်ကကြတော့ okay နံပါတ်ရှစ်ကကြတော့ဗာလဲဆိုတော့အာ ဘာနဲ့ဆိုင်လဲကျွန်တော်ဝိုင်းပြမယ်နော် Twitter ချင်းနဲ့ဆက်ဆက်တဲ့စကလုံးပေါ့နော်ကို Twitter Twitter တာနဲ့ပေါ့နော်ကို Twitter တာနဲ့ဆက်ဆက်တဲ့စကလုံးလေးတွေကိုရှင်းပြမှာဖြစ်ပါတယ် Okay ကိုဘာတွေ Twitter မှာ Twitter တာကိုကျွန်တော်ဘလို့ပြောမှာ Twitter တာကိုဘလို့ပြောမှာအဓိကကို Twitter တာနဲ့ဆက်ဆက်တဲ့စကားလေးတွေပြောမှာဆိုတော့ Twitter တာကိုဘလို့ပြောမှာ Okay ကျွန်တော်ပုံမှာပြမယ် Twitter ကြတော့ Kit ါ့နော် keep ဆိုတာတွေးတာကိုပြောတာဖြစ်ပါတယ် keep ဆိုတာစဉ်းစားတာတွေးတာပေါ့နော် Twitter သည်စဉ်းစားသည်ပေါ့နော် keep ဆိုတာ Twitter သည်စဉ်းစားသည် okay အဲ့ဒါကိုကျွန်တော်တို့ဘာတွေပြောမလဲဘယ်လိုပြောမလဲဥပမာလေးတွေနဲ့ဘယ်လိုရှင်းပြမလဲကျွန်တော်ဥပမာလေးတွေနဲ့တစ်ခါရှင်းပြမယ်နော်ပေါ်နော်တွေ့တာကို kit kit ဆိုတာတွေ့တော့တာ okay ကျွန်တော်ပါတွေ့တော့မှလဲ kit noir တွေးတည်မှာနော်ခိတွားဥပမာနည်းနဲ့ခိတွားกินခေါက်မတွေးရဲ့ငါကိုကာကိုလာတောက်တယ်ဘောနော်အာအဲ့လိုဘောနော်ဒိဗ္ဗခိတွားกินข้าวအာငါ့ရဲ့တွေးရတော့အာသမီးစားရနော်ဘောနော်အာဘာညာပေါ့ခိတွားဒိုက်တန်ဒိတ်တန်းဆိုပတ်စံရတာခစ်ကွာဆိုငါတွေးဒီမှာငါတွေးတာပတ်စံရတွေးတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေတွေးလို့ရတယ်အဲအဲ့လိုမျိုးတွေတုံးတာနော် ít quá đầy tăng số lượng sinh ít quá số lượng ngọt tươi đó đầy tăng bất sản nhà mình ngọt tươi đó bọn nó à ai làm gì đi ít quá ít quá đừng sốn à ngọt sinh ra đã đã khé ra à ai làm gì bọn nó ai làm gì tươi ai làm gì tông người đấy à bây giờ biểu mà số bây giờ mà ít quá mì ngàn hay tham à ai làm bọn nó ít quá ngọt ngọt thêm bọn ngọt tươi mà rồi bọn nó mì ngàn hay tham à အလုတ်ပေးလုံးမို့အလုတ်ရှိတယ်လို့ထင်နေတာပေါ့နော်အာအဲ့လိုမျိုးပေါ့ဆိုလိုတဲ့အဓိပ္ပာယ်အခုအများကြီးသုံးလို့ရတယ်အဲ့ဒါနဲ့ခီကွာဆိုတာခီတွာဩဝိုင်းတော့မဝိုင်းရတယ်ဒီမှာဖြစ်ပါလေတွေးဒီမှာဆိုတာမှာခီတွာခီတွာไปทํางานငါအထင်တော့လှုပ်သွားလှုပ်တယ်ထင်တာပေါ့နော်တွေးဒီမှာလှုပ်သွားလှုပ်လှုပ်တယ်လို့ထင်တယ်ပေါ့နော်အာအဲ့လိုမျိုးပေါ့နော်ခီကွာไปกินข้าวငါထင်နေတာသမင်းသွားစားတာငါတွေးဒီမှာသမင်းသွားစားတာ อะไรอยู่บนนั้นได้ไหมกูจะหลุดไปอยู่บนนั้นคิดว่าสุดาคิดว่าสุดงาทิ้งงาดูบนนั้นดูดีมางาทิ้งดีมาอะไรอยู่ คิดว่าไปกินข้าวทิ้งนอที่มีตัวซาเลยทงเนี่ยบนนั้นอะไรอยู่ คิดว่าคิดคิดว่าไปทำงาน sorry ปะคิดว่าไปทำงานงาดูดาลูกตัวเราเด็ดทิ้งนะปัญญาบนนั้นอะไรอยู่ sorry คิดมากฉักวัวดุยเราเปล่าละพี่ไปเนาะ อ่าดุยเราสูรุละพี่ไปเนี่ยคิดว่าไปทำงานปะเนาะโอเคอะไรมีดุยเราสูรุละพี่ไปเนี่ยอ๋อพี่เอกคิดว่าฝึกพูดภาษาไทยง่้ทีึเนาะไทยสกับเปล่าลิจิตาทีเนี่ยอ่า ไอ้รู้ปะเนาะคิดว่าสุรายุอมย้ายตรงย่างเนี่ยคิดว่าทำงานง่้ทีึเนาะเล่นเล่นี่ละคิดว่าไปนอนง่้ทีึเนาะที้งดีมาดุยดีมา တော့အိနေတာ non ဆိုတာပိန်နောဆိုတာတော့အိတော့ပြောတာဖြစ်ပါတယ်ကစ်ကွာပိုက်ဒူးမှာမထင်တော့ခွေးကလေးကိုသွားကြည့်တယ်ထင်တယ်ပေါ့နော်ပိုက်ဒူးမှာဆိုတော့ခွေးခွေးကိုသွားကြည့်တာနော်ခွေးကိုသွားကြည့်တာပိုက်ဒူးမှာပိုက်ဒူးပါငါ့ကိုသွားကြည့်တာအဲကစ်ကွာပိုက်ဒူးပါငါတွေ့တယ်မှာတော့ငါသွားကြည့်တယ်လို့ထင်တာပေါ့နော်အဲအဲ့လိုမျိုးတရွေဒီမှာပြောတာဖြစ်ပါတယ်ကစ်ကွာစွေး ော်ထင်တော့ပေါ့နော်လှတယ်လို့ထင်တာအဲအဲ့လိုတွေ့ထက်မှာတော့လှတယ်လို့ထင်နေတာအဲ့လိုမျိုးတွေတုံလို့ရတာဖြစ်ပါရဲ့နော်အများကြီးတုံလို့ရတာနမူနာလေးရှင်းပြတာနမူနာနမူနာလေးရှင်းပြမယ်ဆိုရင်အများကြီးပဲရှင်းပြလို့နိုင်မှာမဟုတ်ဘူးနော်အခုကကျွန်တော်အာယုံထဲမှာပေါ်လာတဲ့အရာတွေကျွန်တော်အရင်ပြောပြလိုက်တာပြီးနောက်တစ်ခုသွားမယ်အခုကပါလဲ true true ဆိုတော့ပါလဲတိလား တိတယ်ကိုပြောတာနော် rule ဆိုတာ rule ဆိုတော့နော် rule ဆိုတာတိတာတိတီတိတော့တိတယ်အဲ့လိုပြောနော် rule ဆိုတာ okay အဲ့ဒါကိုကျွန်တော်ဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်တစ်ခါလေးပြမယ်ကျွန်တော်တစ်ခါလေး why why ပြမယ်နော် okay အဲ့ဒါဒီမှာအော် why လေးမှာပေါ့နော် rule လေး ကျောင်းရောင်ကိုတီးတယ်မဟုတ်နော်လိုလျံโอเคနားလဲတဲ့တယောက်နဲ့တယောက်တီးသွားပြီးအကျောင်းရောင်ကိုအကျောင်းရောင်ကိုတီးတယ်ပေါ့နော်အာအဲ့လိုမျိုးမိတ်လူလျံဆိုတော့လုံးဝမတီးဘူးနော်အဲ့ဒါမိတ်လူလျံဆိုတော့မတီးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဘာအကျောင်းမှမတီးဘူးညင်းဆန်လိုက်တာကွာမိတ်လူလျံမိုက်ပါတဲ့အတွက်မိုက်လူလျံဆိုလို့ရှိရင်ဘာအကျောင်းမှမတီးဘူးဒါကြလို့ကျွန်တော်ပုံလုံးမှဝိုင်းထားတာကြတော့လူလျံလောက်ပဲလူလျံဆိုတော့အကျောင်းရောင်ကိုတီးတယ် ဘောနော်ဒီကြောင်းအောင်တည်တဲ့ဆိုတဲ့သဘောပေါ့နော်ဥမာလူလျံသူကခုခုခိုင်းလိုက်တော့ကွာအဲ့ဒါဒီနေရာမှာထားမယ်ဒါဒီနေရာမှာထားမယ်ဒီဘူးလေးကဒီမှာထားမယ်ဟိုဘူးကဟိုမှာထားမယ်အဲ့လိုမျိုးကိုယ်ပြောလိုက်လို့ရှိရင်ကိုကလူလျံတီးပြီးဆိုတဲ့အကြောင်းပေါ့နော်ကြောင်းအောင်တီးပြီးအဲ့အဲ့လိုပေါ့နော်ပြောလို့ရတယ်တကယ်လို့ဘာမှမသိဘူးဆိုရင်မေလူလျံမေလူလျံဆိုတော့ဘာမှမသိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လိုဒီပဲပေါ့နော်အဲ့ဒါအခြေခံလေးကြီးပြောတာနောက်အခြေခံလေးကျွန်တော်ပြောပြမယ်ဆို ဒီဗီဒီယိုဖိုင်ရအရှိကြီးဖြစ်သွားမှာเนาะအများကြီးပြောလို့ရတယ်အဲကျွန်တော်နမူနာလေးလောက်နဲ့ပဲကျွန်တော်အာပြောပြနေတာเนาะကျွန်တော် live လွှင့်တာတို့ဘာလို့ရှိတယ်ကျွန်တော် channel ထဲမှာဝင်ရောက်ကြည့်ပါလေ့လာပါပြီးတော့အာဘောเนาะဘော်ဒင်းအမီးဖြစ်လေးလေးလောက်ထားတယ်เนาะ okay ထားလိုက်တော့ကျွန်တော်နောက်တစ်ခုသွားမယ်နောက်တစ်ခုဘာလဲအဝိုင်းလေးနဲ့ပြမယ်เนาะခဏလေးဆွဲတင်လိုက်အောင်ပုံမှာအာအားလေတီဆိုတာကိုကျွန်တော်တို့ရှင်းကျွန်တော်ရှင်းပြမယ်ဘာတွေကိုနားလဲတာလဲ ပေါ့နော်နားလဲတီပေါ့နော်နားလဲတီနားလဲတော့နားလဲတယ်ပေါ့နော်အဓိပ္ပာယ်ကကြတော့ခောက်ကြိုက်ဆိုတာနားလဲတယ်နားလဲတီနားလဲတော့သူရဲ့အဓိပ္ပာယ်ပေါ့နော်အာ okay အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြောမလဲအမေးနဲ့လာမယ်ကွာဒီပုံနှုတ်မှာကျွန်တော်ရှင်းပြထားတာမှာနားလဲလားဆိုပြီးတော့မေးနေပေါ့နော်အဲ့ဒါကိုဘယ်လိုပြောမလဲခောက်ကြိုက်မိုင်းခောက်ကြိုက်မိုင်းနားလဲလားတကယ်လို့နားမလဲဘူးဆိုလို့ရှိရင်ကော ရှိနာလေးမှာမိုက်ဆိုပြီးတော့ထည့်ပေးလိုက်အောင်ပဲเนาะမိုက်ခေါက်ကြိုင်မိုက်ခေါက်ကြိုင်နားမလဲဘူးအမေကကြတော့နားလက်နားလက်လားဆိုပြီးတော့အမေကကြတော့ခေါက်ကြိုင်မိုင်ခေါက်ကြိုင်မိုင်ကိုကနားလက်တယ်ဆိုလို့ရှိရင်နားလက်ဒီပေါ့เนาะခေါက်ကြိုင်ဒါကလို့နားမလဲဘူးဆိုလို့ရှိရင်အရှိနာမှာမိုက်ဆိုပြီးတော့ထည့်ပေးမိုက်ခေါက်ကြိုင်နားမလဲဘူးခေါက်ကြိုင်လဲတော့နားလက်ပြီး ผมเข้าใจผมสุรจนเข้าใจส่วนนาเลจนนาเลเดผมเข้าใจส่วนจารจนนาเลเดจนนาเลบีจนนาเลตีจนนาเลเดอ่าลูกเนาะ ฉันฉันสุรยากจารีตรงไปสุนเจ้าบ่เนาะฉันเข้าใจเจ้านาเลเดเด็กเลูกไม่รีพิมพ์แบบว่าไอ้ตรงนี้ตัวไม่รีพิมพ์ฉันเข้าใจสุรเปียวอลไรไหมสุรุชินจะมานาเลบีอ่าลูกบ่เนาะ หนูหนูเข้าใจสุบแล้วပြောมั้ยสุตะมีน้าแห่ดิอ่าสุบแล้วได้เป็นရှိပါတယ်เนาะอ่ากูอ่ะฉิ้งตัวมาเนาะจนဆိုလို့ရှိရင်ผมเข้าใจจม่าဆိုလို့ရှိရင်ฉันเข้าใจเนาะจုတ်ဆိုလို့ရှိရင်လဲฉันเข้าใจဒါယောက်จาลีเนี่ยเมนลีตรงတော့ဘောเนาะตะมีน้าแห่တယ်ဆိုလို့ရှိရင်หนูเข้าใจหนูเข้าใจตะมีน้าแห่ดิโอเคเนาะဒါလေးရှိတယ်ဒါအများကြီးပြောလို့ရတယ် ตูตูน้าเล่เลยสุดทีาตูสุดท้ารจะราขาวขาวเข้าใจตูน้าเล่เลยขาวเข้าใจแล้วตูน้าเล่พีเขายังไม่เข้าใจตูน้ำมันเล่ตีบุเขาไม่เข้าใจตูน้ำมันเล่บุอ่ะอะไรก็เนาะเขาไม่เข้าใจสุดทีาตูน้ำมันเล่บุตูน้ำมันเล่บุบอเนาะเขาไม่เข้าใจตูน้ำมันเล่ตีบุสุดท้ารจะราเขายังไม่เข้าใจ เนาะเขายังไม่เข้าใจโซลูชั่น तू น้ําไม่เลยติวู तू น้ําไม่เลยบูสรว่าจ้ะรอเขาไม่เข้าใจ อ่าไอ้ลูกบ่เนาะ เขาเข้าใจสรว่าจ้ะรอ तू น้ําเลยดิไอ้ไอ้ลูกမျိုးဖြစ်ပါတယ်เนาะ तू ไอ้ลูกမျိုးตองอยู่ย่าရှိပါတယ်อ่าตะเกลุกกูอ่ะเตชาลีลามั้ยสู้บ่เป็นเยบ่เป็นสาวเลยมัดตาจนเราရှင်းပြတာပြီးไล่ပြောไปไล่ပြောไปပြီးလို့ရှင်ကျွန်တော်มาဘူဘူလန်ကွီးဆိုပြီးတော့ဘူဘူထိုင်းပါလာစကားလေချစ်ခန်းဆိုပြီးတော့ထိုင်းစကားလေးပြောတဲ့ခန်းရှိပါတယ်ကျွန်တော် YouTube ဟိုကျွန်တော်ဥစားအာ Facebook မှာဘောနော် Messenger ရှိပါတယ်အဲ့ဒီမှာစကားပြောခန်းလေးတွေလုတ်ပေးရပါတယ်။အားရောက်ပြောလေ့လာလို့ရပါတယ်ဖိတ်ခေါ်ပါတယ်စကားပြောမယ်ည9:00နာရီနေ့10:00နာရီကြားထဲမှာတနိုင်စာလို့ကျွန်တော်တို့ထိုင်စကားလေးတွေပြောကြပါတယ်။ဘာပဲဖြစ်ဖြစ်ခွာထိုင်စကားဖြစ်ပြီးရောပြောတယ်လေ့ကျင့်တယ်အမှားလို့ရှိရင်ပြင်ပေးတယ်တယောက်နဲ့တယောက်ပြောခိုင်းတယ်ပြောပေါ့နော်တယောက်နဲ့တယောက်ပြောနားမလည်လို့ရှိရင်တယောက်နဲ့တယောက် share ပေါ့နော်အပေါ်မှာကျွန်တော်မှလောက်ပဲမဟုတ်ဘူးเนาะအပေါ်မှာ live မှာတင်ပြနေတဲ့ဆရာဆရာမတွေအများကြီးရှိပါတယ်သူတို့စီမှာလည်းလေ့လာလို့ရပါတယ်ပြီးတော့အပြောလေ့ကျင့်ပါလေ့ကကျွန်တော်မိတ်ဆက်ပေးခြင်းတာကျွန်တော်မိတ်ဆက်ပေးခြင်းတာအပြောလေ့ကျင့်ပါเนาะအပြောလေ့ကျင့်မှတက်မြတ်မှဖြစ်ပါတယ်ကိုကစာတွေပဲလိုက်ကြည့်ပြီးတော့ကြည့်ပေးနေလို့ရှိရင်တော့ okay တယ်နားလဲတယ်ဒါပေမဲ့ပြောတဲ့နေရာမှာအဆင်မပြေဘူးတစ်ဖက်လူကပြောလာလို့ရှိရင်ကိုကနားလဲပြီးတော့ပြန်ပြောမှုကခက်သွားလိမ့်မယ်အဲဆိုကိုကအပြောလေ့ကျင့်မှုလိုပါတယ် ကဲတငင်းရင်းတို့အလုံးစင်ကြီးမလို့ထင်ပါလေဒီနေ့မှလည်းပေါ့နော်အော်ရှင်းနေရအောင်ဗီဒီယိုဖိုင်လေးရရှိတယ်နော်အဲ့မှာဝင်ရောက်ကြည့်လို့လည်းရတယ်လိုက်လွှတ်ထားရလည်းရှိပါတယ်အော်ပြီးတော့ကျွန်တော် channel ကို follow မလို့ရသေးရင် follow လုပ်သွားပါ notification လေးပေးသွားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော် like လိုက်လွှတ်သလိုနေတိုင်းလည်းကျွန်တော်ဗီဒီယိုဖိုင်လေးတင်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တင်ပေးလိုက်တာနဲ့အချိန်နဲ့တပြေးညီတငင်းချင်းတို့ဖုန်းထဲမှာလာပို့လို့ရှိရင်ဝင်ရောက်လေ့လာလို့ရတာပေါ့နော် Okay အားလုံးစင်ပြေမလို့ထင်ပါတယ်အားလုံး thank you ပါ ขอบคุณครับบ๊ายบาย